ယူကရိန်းစစ်ပွဲအတွင်းမြောက်ကိုရီးယားကရုရှားကိုစစ်သားတွေဆီလုခဲ့ကြောင်း AP 28ရမှာပထမဆုံးအကြိမ်အတည်ပြုဝင်ခံခဲ့တယ်လို့ရိုက်တာကဖော်ပြခဲ့ပါတယ်။ယူကရိန်းတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ Gas နေဆက်ဒေတာကိုရုရှားတပ်ဖွဲ့ကမြောက်ကိုရီးယားစစ်သားတွေရဲ့အကူအညီနဲ့ပြန်လည်သိမ်းယူခဲ့ကြောင်းမြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းမှာဖော်ပြခဲ့မှုနဲ့အတူအဲ့ဒီလိုဝင်ခံခဲ့တာဖြစ်ပါတယ်။ရုရှားသမ္မတပူတင်ကမြောက်ကိုရီးယားတပ်ဖွဲ့တွေရဲ့စွမ်းဆောင်ရည်ကို AP 28ရမှာချီးကျူးခဲ့ပါတယ်။အဲ့ဒီနောက်ရုရှားအစိုးရကယူကရိန်းစစ်ပွဲမှာမြောက်ကိုရီးယားရဲ့ပအဝင်ပတ်သက်မှုကိုအတည်ပြုခဲ့တဲ့နောက်ရပ်ပိုင်းအကြမ်းမှာမြောက်ကိုရီးယားကအခုလိုဝင်ခံ ခဲ့တာဖြစ်ပါတယ်။တောင်ကိုရီးယားနဲ့အနောက်နိုင်ငံတွေကထောက်လှမ်းရေးအေဂျင်စီတွေကတော့မြောက်ကိုရီးယားဟာလွန်ခဲ့တဲ့နှစ်ကကတ်စတေတာမှာရုရှားကိုအကူအညီပေးဖို့စစ်သားတပေါင်းကျော်ဆီလိုခဲ့တယ်လို့ပြောပါတယ်။မြောက်ကိုရီးယားတပ်ဖွဲ့တွေကကတ်စတေတာလွတ်မြောက်ရေးအတွက် စစ်စင်ရေးတွေမှာပါဝင်ခဲ့ကြောင်းပြောင်းရင်းရဲ့ဘိုးစစ်ကော်မရှင်ကပြောပါရယ်မြကူရီယာကောင်ဆောင်ကင်ဂျုံဟာအပြန်လန်ကာကွယ်ရေးစာချုပ်နဲ့အညီစစ်သားတွေကိုဖြန့်ကျက်ချတာဖို့ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ KCNA မှာဖော်ပြခဲ့ပါရယ်တရားမျှတမှုအတွက်တိုက်ပွဲဝင်ခဲ့သူတိုင်းကသူရဲကောင်တွေဖြစ်ကြပြီးအမိမိရဲ့ဂုံတိတ်ခါအကျိုးတော်ဆောင်တွေဖြစ်ပါတယ်လို့ကင်ကပြောကြားခဲ့ပါရယ်မြကူရီယာနိုင်ငံပြောင်းရန်မြို့တော်မှာတိုက်ပွဲဆွမ်းဆောင်ရေးအထိတ်မတ်ရုပ်ထုကိုမကြမီတိဆောက်သွားမှာဖြစ်ပြီးစစ်ပွဲမှာကြာဆုံးခဲ့တဲ့စစ်သားတွေရဲ့ကပီးကြောက်စာတိုင်တွေကိုလည်းထူထောင်သွားမှာဖြစ်တယ်လို့ကင်ကပြောကြားခဲ့ပါရယ်မြကူရီယာအနေနဲ့စစ်ပြည် နေရဲ့မိသားစုဝင်တွေကိုအထူးကုံပြုပြီးစောင့်ရှောက်ပေးဖို့အရေးကြီးတဲ့နိုင်ငံတော်အဆင့်အစည်းအဝေးတွေကိုလှုပ်ဆောင်ရမယ်လို့လည်းသူကပြောကြားခဲ့ပါဗျာ။